2025 Q2 မှာ Best Smartwatch Brand တစ်ကမ္ဘာလုံးရောင်းအကောင်အထည်ဖြစ်ခဲ့လေဆိုတာသိပါလားအဲ့တော့ Huawei ပါတဲ့အခုနောက်ဆုံးထွက်ထားရတယ်ပေါ့နော်ဒီ Huawei Watch GT 6 Pro ဆိုရင်ကျွန်တော် Time Magazine ကပေးတဲ့ The Best Invention of 2025 Award ကိုရထားတာဆိုတော့ဒီဇိုင်းက luxury ဆန်ရမယ်အချမ်းသာကြီးဈေးလက်တန်ရမယ်ကျမကြီးလိုက်စားပြီးအားကစားလုပ်တဲ့သူတွေအတွက်လည်း Pro Level Sport and Health Function တွေစုံရမယ်ပြောအရေးကြီးဆုံးဖြစ်တယ်ကျွန်တော်ဗတိလဲခံရမယ်ဆိုတဲ့သူတွေအတွက်20ရက်ကြာအသုံးခံပါတယ်ဆိုတော့ဒီ Huawei Watch GT 6 series အကြောင်းကိုပြောရမယ် GD6 စီးရီးမှာ GD6 Pro နဲ့ GD6 46mm 41mm ဆိုနှစ်မျိုးရှိတယ်။အရောင်ခရမျိုးရွေးလို့ရမယ်။အခုကျွန်တော်လည်းတရောက်နေတာကတော့ GD6 Pro ပေါ့နော်။ဒီကောင်ဆက်ဆက်ပတ်ချင်းမှာကျွန်တော်သဘောကျမိတာကဘေးကွာလိုက်တယ်ပါ။လုံးဝ Premium ဆန်တယ်။သုံးမိလာတဲ့ material တွေကလည်း Aerospace grade, Titanium aligned case, Sapphire glass နဲ့ Nano crystal ceramic ဆိုတော့ Jewel blend နဲ့ပတ်သက်ပြီးဘာမှပြောနေစရာမလိုဘူးပေါ့နော်။အဲ့တော့မှအပေါ်ကနေ Jewel production နဲ့အချမ်းပုတ်ခံကိုတင်ကောင်းကောင်းလုပ်ပေးထားပြီးတော့ကျွန်တော်တို့ IP69 နဲ့580 water resistant ကိုလည်း certified ဖြစ်လာတယ်။ ဒီ3ရောက်တော့1.47 in အမှုလက်ခံတယ်ကိုသုံးပေးထားတယ်ပြီးပြန်လက်က3000နဲ့တရားဘိုင်းနဲ့လည်းပူကောင်းလာတယ်ဆိုတော့အော်ရောအေရီယာတွေမှာပဲဖြစ်ဖြစ်နေရောင်အောက်မှာပဲဖြစ်ဖြစ်သုံးလို့ပိုးအဆင်ပြေလာလိမ့်မယ်ပေါ့နော်ပြီးတော့ဒီကောက်မှာပါတယ်3 tax parcel လေးရတယ်ဒီဇိုင်းကိုပို့ပြီးတော့ကြော့တက်စေပြောရင်ဟောဝေးကဒီကောက်မှာပေါ့နော်ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီးတော့တေချာလေးပြုစပ်ပြီးတော့ detail လုပ်ပေးထားတယ်ဆိုပါတော့ဗျာ GD system မှာသဘောကျအောင်ချက်တွေတရားတစ်ခုကိုပြောမယ်ဆိုရင်ကျွန်တော်ကတော့ battery life ကိုရွေးပြမယ် အခုဒီအောင်ဆိုရင် auto detect wire ဥပါညာပိတ်ပြီးတော့ဗောနော်ဘောပါလိုက် use သုံးမယ်ဆိုရင်22ရက်ဒီခံနိုင်တယ်လို့ပြောထားတယ် typical use အင်္ဂလာတော့နေတိုင်းသုံးတာကျမရေတိုင်းတာမျိုးတွေလုပ်မယ်ဆိုရင်တော့12ရက်ဗောနော် AOD အမြဲပွင့်သုံးမယ်ဆို9ရက်ဒီခံနိုင်တယ်ဆိုတော့ battery life ကတော်တော် strong ဖြစ်တယ်လို့ပြောရမယ်ကျွန်တော်စမ်းသုံးကြည့်လောက်ဆိုရင်လည်းဗောနော် battery တော်တော်ခံတာတွေ့ရတယ်အဲ့ဒါလည်းအခုနောက်ပိုင်းကျွန်တော်တို့ဒီ smartphone တွေမှာသုံးလာတဲ့ silicon carbon battery မျိုးစားကိုသုံးပြီးထားကြအောင်လဲပါမယ်ဗောနော် pro level sport တွေကြောင့်ဆက်ပြောပြ စပေါ့မှုအောင်တရားကျော်ပါတယ်ဖရီရန်နီဂေါ့ဖိုတီမီတာဖရီတိုင်စီပါတာစတဲ့ပရိုလေဗယ်စပေါ့တွေပါတယ်ပေါ့နော်ပြီးတော့အော်ဒိုရီဆန်ဆာထရနီဘာဇန်လုံးမဲ့သူတွေတော့ဝါဝေးရဲ့ဆမ်ပလာဝါပိုဇက်ရှင်နီစနစ်အတွက်ကပိုဇက်ရှင်နီရဲ့အကျူရစီပိုင်းမှာ30%ဒီပိုကောင်းလာတယ်လို့ပြောတယ်အဓိကတော့ဂျန်နက်ဆက်အဲဂိုဒန်နဲ့အန်ဒီနာအာဂီတာကြအစ်တစ်ကြောင်းလို့ပေါ့နော်ဒီစပိစီမဲ့တွေတဲ့ budget power ဆိုတဲ့ feature အစ်တပါလာတယ်။ဟောဝေးရတဲ့ဒီ feature ကပေါ့နော် small watch တွေထဲမှာပရမတ်တော့ပါလာလို့ပြောတယ်။ data တွေအကျွေးပြောင်းလဲသူတို့ feature လေးစမ်းသပ်ပြီးလုပ်ပေးတာတွေ့ရတယ်။ ။နောက်ရင်ဟိုဝေးရစိုက်ကလီမရတဲ့ပေါ်မီတာ၊ bike monitor နဲ့အဲ့ဒီ band လိုမျိုး accessory တွေထပ်ဝယ်စရာပေါ့။ all in one တစ်ခါနဲ့တော့ပေးလိုက်တာပေါ့နော်။ဟိုဝေးရတော့ဒေါ်လာ1500တန်ဖိုးရှိတယ်။စိုက်ကလီ equipment တွေအားလုံးကိုဒီ GT60 မှာထည့်ပေးထားတယ်လို့ပြောတယ်။အဲဒါကြောင့် GT60 တခုလုံးကကျွန်တော်ဒီ cycle professional တွေအတွက်အဓိကထားပြီးထုတ်ပေးထားတယ်လို့တော့ပြောလို့ရတယ်။ cycling တို့ auto lock တို့နဲ့ပတ်သက်ပြီးတော့သဘောကျဖို့ကောင်းတာက dynamic trucking ဆိုတဲ့ feature လေးပါလာတယ်။ဒီကောင်လေးကကိုသားခဲ့တဲ့လမ်းကြောင်းတွေကိုဟဲ information တွေကို map မှာပြပေးတယ်။ video လည်းပြန်ထုတ်လို့ရတယ်။ ခေါင်းအမြဲတမ်းတဲ့ခေါင်းဆရာကြီးတဲ့ Cosmo နဲ့ Dari Reno လို့မျိုး feature တွေပါမယ်။ Cosmo မှာဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကခေါင်းခွင်း73ခွင်းရဲ့ map တွေကို support လုပ်တာရယ်။အဲ global ဆိုရင်19000ကျော်ပါမယ်။ Night Dragon တွေကလည်းဘာမှကိုသိချာကြည့်လို့ရအောင် Zoneway Fashion Bazaar တွေနဲ့လုပ်ပေးထားတယ်။ professional hair fashion အနေနဲ့ဆိုရင်ကိုယ့်ရဲ့စိတ်ခံစားမှုအခြေအနေနဲ့ short level တွေကိုတိုင်းတာပေးနိုင်တဲ့ emotional ဝဲပြီးရင်စိတ်ခံစားချက်ကိုပိုပြီးကောင်းမွန်စေတဲ့ breathing exercise ပညာတွေလည်းလုပ်လို့ရတယ် emotional well-being မှာကျွန်တော်စိတ်ခံစားချက်ပေါ့နော်ဖန်တာခက်ဒေါယုံလေးနဲ့ပြပြီးတော့စိတ်ခံစားချက်12မျိုးထိထုတ်ပြီးတော့တွေ့ရတယ်ပြီးတော့ SPO2 high and side sleep monitor နဲ့ ECG တိုင်းတာ pulse arrhythmia analysis လောက်တာနဲ့တခြား health function တွေအများကြီးပါတယ် edit တောင်မှုတွေအားလုံးပေါင်းပြီးတော့ report ထုတ်ပြီးတဲ့ high and side ဆိုပြီးတော့အသစ်ပါလာ high side ကနေပြီးတော့ကိုယ့်ရဲ့ကျန်းမာရေးတစ်ခု movement လာဆောင်းရဆောင်းလေးတွေလည်းသူကတော့ comment လုပ်ပြီးတယ်ဒါယူ design ကလာနေထားတဲ့စိတ်ကြက်ပြောင်းသုံးနေတဲ့သူတွေအတွက်လည်း watch group က2000 free ပါတယ် ပေါ့နော်ပြီးပုံရင်းလည်းမဟုတ်ဘူးညာ view တွေက watch face အနေနဲ့ထားလို့ရတယ်ဆိုတော့ဒါတော့အဆင်ပြေလို့ပြောရမယ် watch face တွေတိမ့်ဖို့အဲဒါမှမဟုတ်တခြင်းတွေတိမ့်ဖို့ဆိုရင်ကျွန်တော် story က 64K ပါမယ်ပေါ့နော် bluetooth calling နဲ့ဖုန်းပြောဖုန်းခေါ် note ကြည့် message reply နာတွေလုပ်လို့ရလုပ်ရလဲကြမျိုးတွေတည်နိုင်တယ်40 detection 20နဲ့အတူ crowd ကို၅ချက်စက်တိုင်းပေါ့နော်မြန်မြန်နှိပ်လိုက်ရင်ကိုထည့်ထားတဲ့ emergency contact တွေကိုလမ်းချောင်းချပေးမယ် emergency SOS နဲ့ပါမယ်ဒီကောင်ဟောဝေးမဟုတ်တဲ့တခြား Android phone တွေနဲ့ပဲဖြစ်ဖြစ်အဲဒါမှမဟုတ် iPhone နဲ့ပဲဖြစ်ဖြစ်ချိန်သုံးလို့ရတယ် ။ OAI ဆိုတဲ့ application ကိုတက်ဆိုင်ရာ application store ကနေ download ပြီးဖုန်းမျိုးစားလိုက်နဲ့အလွယ်ချိတ်လိုက်ရုံပဲပေါ့နော်။ GDC Pro မှာ design နဲ့ color နှစ်မျိုးရှိတယ်။အဲ့ဒီမှာမှာ titanium metal strap ကိုသုံးမိတာ silver color လေးက classic look နဲ့တော်လာတယ်ပေါ့နော်။ UGD စစ်မှာ design color တွေအများကြီးယူလို့ရမယ်။ Pro နဲ့ UGD က big quality กว่าမယ်။ပြီးတော့ UGD စစ်မှာ gauge စမရတာ ECG analysis ကို support လုပ်မထားရတော့ရှိပါဘယ်လောက်ယူနော် Huawei Watch GT 6 series ကြောင့်တော့များသိသွားကြမှာဖြစ်ပါတယ်။ဒါကြလို့တခြားသိကျင်တာရှိသေးရဆိုရင်ကိုယ်ကမေးလိုက်ပါ။ကျွန်တော်ပြန်ပြပြပါမယ်။ကျွန်တော်တော့တော်စင်ပါ။ဟုတ်ကဲ့။ဒီလောက်ပါပဲ။